ဗဂျမန်နာဒယာဟုကလှအတော်ကြာစစ်ပွဲမှာတလုံးထဲတော့တွင်းကိုဖြင့်ဟာမတ်စ်ကိုအပြည့်ဝအောင်ပွဲခံခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဣဇရဲဝန်ကြီးချုပ်ကဒဇကန်တွေအကြောင်းရောက်တည့်ရပြောလာပါတယ်ဂါဇာကမ်းမတွေမှာထိမ့်သိမ်းထားစဲဒဇကန်များတွေကိုပြန်လည်ခေါ်ယူခြင်းကထိတ်တန့်ဦးစားပေးဖြစ်ကြောင်းဖရော့ဆုံအကြည့်အချင်းလူသိရှင်ကြားပြောနေခြင်းဖြစ်ပါတယ်အဆုံးမရှိတဲ့စစ်ပွဲကိုညီငွေလာတဲ့အခါမှာဤပြောင်းလဲမှုဟာဣဇရဲတွင်ဖြစ်ပေါ်လာပါပြီဒဇကန်တွေကိုချက်ချင်းအပြန်ချင်လာကြပါပြီ ဒါဆိုဒါကဘာကိုဆိုလိုတာလဲနတညာဟုကအစ္စရေးမှာရှိတဲ့လူများထံမှဖိအားတွေကိုနောက်ဆုံးကန်ဆယ်ရမှာလားဒါကအပြစ်ခံရစေရအစဖြစ်မလားဒါမှမဟုတ်ဒေါ်လာထွက်နေတဲ့နိုင်ငံကိုတည်ငြိမ်အောင်လုပ်ဖို့ကြိုးစားနေတာလားနောက်အပိုင်းမှာထပ်ဆင်းပြပါမယ်လာနေစနေပါကြအောင်ကာဇာစစ်ပွဲဟာမရမနာပြတ်တုံးသွားပါတယ်လေကြောင်းတက်ခတ်မှုတွေဘေးလုံးရဆွေးပြောင်းမှုတွေနဲ့ငိမ့်ချမ်းရေဆွေးနေပွဲများဆက်တင်ပြီးတဲ့နောက်မှာတဲဖြင့်ပြုလုပ်ထားတဲ့ရဲတိုက်တွေတတ်ဆုံးခဲ့ပါတယ်ဒါတွေအလုံးကတဆင့် ူဇီချုပ်နဲ့ဟူကဟာမတ်ကိုပြည်ပြဆုံးအောင်အဝတ်ခံတဲ့ message တစ်ခုထပ်ပြောခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တရင်ပါကပဲသူရဲ့ message ကိုပြောင်းလဲခဲ့ပါတယ်။အခုလည်းသူကဒဇဂန်တွေကိုကနေဖို့ထပ်ပြောနေပါတယ်။ဒီအောင်ပွဲမှာဒီအောင်ပွဲရဲ့အပြီးမှာမင်းတိတဲ့အတိုင်းပဲအခွင့်လန်းတွေအများကြီးပွင့်လာနေပြီဆိုတာမင်းတို့အသိပေးချင်ပါတယ်ပထမနဲ့အဦးဆုံးဒဇခန်တွေကိုကက်တင်ဖို့ပါပဲလို့သူကပြောတယ်2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဟာမတ်ကအစ္စရေးကိုတိုက်ခတ်ပြီးကြတဲ့ကဂါဇာမှာဂါဇာကန် 50ကျော်ပြိမိနေသေးကြောင်းသိရပါတယ်အဆိုပါတစက္ကန့်တွေကိုဣဇွေက၎င်းရဲ့ပိုကြီးမားတဲ့စစ်ပွဲအစီအစဉ်ကိုအယုံဆိုင်နေချိန်မှာလာတော့ကြမှာပဲအဆိုပါတစက္ကန့်တွေကိုအချင်းချင်းဖော်ပြခဲ့ပါတယ်ယခုမူနတယာဟုကဒူဇလန်ကိုပြောင်းလဲရန်စူးစမ်းနေပါတယ်အီရန်ရဲ့စစ်ပွဲပြီးကလေးကအခွင့်အလမ်းအစ်တွေပြွင့်လာတယ်လို့သူကပြောပါတယ်ယခုမူတစက္ကန့်တွေကိုကက်တင်ချင်းကပရောက်ဆုံးဖြစ်လာနိုင်သည်သို့မဟုတ်အ ਨੇ ဆုံးနိုင်ငံရေးအထောက်အကူဖြစ်နိုင်တယ်လို့ဆိုနိုင်ပါတယ်ဒါဆိုဘာတွေဖြစ်ပြောင်းလဲသွားမှာလဲ အီရန်နဲ့တိုးတောင်းတဲ့12ရက်ကြာစစ်ပွဲမှာနာဒယာဟူအားအနာယူစေခဲ့ပါတယ်စစ်တမ်းများမှာသူရဲ့ကြော်ကြောင်းမှုဟာအချိန်တိုအတွင်းတက်လာခဲ့တဲ့လူတို့ကသူရဲ့ရှေ့လုဆောင်မှုတွေကိုထောက်ခံလာပါတယ်ဒါပေမဲ့မကြပါဘူးလာမယ့်ဒီရင်ပါကူမာတော့ဒီရင်တွေကဂါဇာကိုပြန်လည်သွားပါတယ်ပါလက်စတိုင်း9600ကျော်တည်ဆုံခဲ့တယ်ရာကွက်တော်တော်များများပြည့်စည်သွားတယ်ဒါပေမဲ့တစ္ဆခန်တွေအိမ်ပြန်မလာသေးပါဘူးယခုလည်းအစ္စရေးမှာလူထုရဲ့သဘောထားပြောင်းလဲနေပါတယ်။တယ်လီဗစ်ဂျူးစလင်းနဲ့ဟိုက်ဖာဒိုလိုမျိုးကြီးတွေမှာလည်း ထောင်နဲ့ချီတဲ့လူတွေဆန္ဒပြနေကြပါတယ်ပြည်ခါရဆေးရေးတဘောတင်ကြရဖို့တောင်းဆိုနေကြပါတယ်နတရာဟုအား၎င်းတို့ရဲ့မိသားစုဝင်တွေကိုအိမ်ပြန်ခေါ်လာဖို့တောင်းဆိုနေကြပါတယ်ထို့နောက်မှာကြီးမားတဲ့တဘောတင်ချက်များနဲ့ခေါင်းကြီးပိုင်းမှာအမြဲပါဝင်လူလူဒေါ်နယ်ထရန့်ရောက်ရှိလာပါတယ်အမေရိကန်တမတာကဂါဇာကင်းမောင်းဒေသဆိုင်ရာတဘောတင်ချက်ကိုတောင်းဆိုတဲ့ထူးဆူချက်မှာရေးသားဖော်ပြခဲ့ပါခဲ့ပါတယ်ထရန့်ကနေတရာဟုကိုအီရန်ရဲ့တိုက်ခတ်မှုတွေကိုထောက်ခံအားပေးပြီးတဲ့နောက်မှာသူက ချက်ချင်းထွက်ပေါ်လာခြင်းဖြစ်တဲ့နတန်ယာယူရဲ့အဓိကလိုက်ဆောင်မှုဆိုင်ရာတရားစီရင်မှုအဆုံးသတ်ရေးအတွက်လူထုထောက်ခံမှုကိုလည်းပြသခဲ့ပြီး၎င်းကိုစုံမလိုက်စားခြင်းကိုခေါ်ဆိုခဲ့ပါတယ်။ဒါကြောင့်အခုအချိန်မှာနတန်ယာဟုကနောက်ထောင်ဖို့ဖြစ်အားတွေခံစားနေရပါတယ်။ပိတ်ထားတဲ့တကားတွေနောက်မှစီဝေးကြီးတစ်ခုပြန်ဆက်ပါပြီ။နတန်ယာဟုကဂါဇာကမ်းပေါ်တရားအတွက်အစီအစဉ်တရားကိုစဉ်းစားရန်ထိတ်တန့်ဝင်ကြီးနဲ့ဆွေးနွေးနေပါတယ်။၎င်းရဲ့အနီးကအချံပေးရုံးတာမာက အဆိုပြုချက်အတိတ်ကိုဆွေးနွေးဖို့အတွက်ဝါရှင်တန်ကိုတွေ့ရောက်ခဲ့ပါတယ်။အစီအစဉ်ကတော့ရက်60အပြည့်ခါကျဆယ်ရည်တစ်စက္ကန့်10ဦးနဲ့တက်ရှင်လုံမြောက်ဖို့ဆက်ဆယ်ရောက်တက်ရှင်လုံမြောက်ရေးစစ်ပွဲကိုအဆုံးသတ်ဖို့ဖြစ်နိုင်တဲ့လမ်းကြောင်းတွေပါပဲ။ဒါပေမဲ့တစ်စက္ကန့်တွေကိုလုပေးခြင်းကဟာမနဲ့စကားပြောခြင်းဖြစ်တယ်။ဆိုလိုဒီမှာတိုင်ခင်းတမန်ခင်းကိုအသုံးပြုအပေးယူလုပ်ခြင်းကိုဆိုလိုပါတယ်။အဲဒါကဣသရေလလူအဖွဲ့အစည်းဘလောက်ကွယ်ပြားနေတယ်ဆိုတော့ပြတ်သားပါတယ်တချို့ကညဉ့်ညဉ့်ကိုလိုချင်တယ်တခြားလူတွေကတော့လုံးလုံးအောင်ဘက်ခန့်ချင်နေကြတော့ပါပဲ ယခုအခါနတယာဟုကိုရွေးချယ်ရတော့မှဖြစ်ပါတယ်သူကိုသူထောက်ကမ်းသူတွေတောင်းကွဲနေကြပါတယ်ဝန်ကြီးချုပ်ဟောင်းနတလီဘန်နက်ကသူ့ရဲ့နိုင်ငံရေးရန်သူများကသူ့ကိုပုံမဝေဖန်နေကြပါတယ်တချို့ကသူ့ကိုနှုတ်ထွက်ဖို့တောင်းတောင်းဆိုခဲ့ကြပါတယ်စစ်ပွဲတွေရှေ့ကျလာတဲ့နေ့အမြဆန္ဒပြပွဲတွေလည်းကျင်းလောင်းလာလေပါပဲယခုအခါအစ္စရေးရဲ့ထက်ဝက်ကျော်ကနတယာဟုကရာတူမဆင်တက်လို့အတွက်ယုံကြည်နေကြပါတယ်သုံးဖို့နှစ်ဖို့နေပါကတော့ဂါဇာစစ်ပွဲပြုဆုံးသည့်အထိဆက်တဲ့နေဖို့အတွက်ယုံကြည်ကြပါတယ်ထို့ကြောင့် နတ်တရာဟုကအခုယခုအခါမှာအဓိကချိုးအခွင့်တစ်ခုမှရတည်နေပါတယ်။အီရန်ရဲ့တိုက်ခတ်မှုကြားကသူ့ကိုတူတောင်းတဲ့အထောက်ပံ့ကိုပေးနေတော့လေ။ဂါဇာမှာပြဿနာတွေဖြစ်နေသေးပါတယ်။သူဟာဒဇဂန်တွေကိုပြန်လည်ကောဆောင်ရတဲ့ခိုင်မာတဲ့အမွေအနှစ်တစ်ခုကိုဖန်တီးဖို့အတွက်အခွင့်ရရှိပါတယ်။ဒါပေမဲ့အမွေအနှစ်တစ်ခုကတင်ချင်းကဲ့သို့ပင်တင်စွစားလိုတဲ့အရာနဲ့တင်ဆိုးဆုံးလိုတဲ့ဆန္ဒအပေါ်မူတည်ပါတယ်။